တင်ငန်းကျုံမြို့နယ်မှာတရားမဝင်အထက်မြင့်ကန်ထရိုက်တိုက်တွေဆက်လက်ဆောက်လုပ်လျက်ရှိရလို့တင်ငန်းကျုံမြို့နယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဥဖုံမြင့်အောင်ကပြောပါရယ်ဒီလိုပြောကြားမှုကိုဇွန်လ30ရက်နေ့နေ့လယ်ပိုင်းကမြန်မာ Journalist ကိုရဲ့ MTN ရုံးခတ်မှာပြုလုပ်ခဲ့တဲ့တင်ငန်းကျုံမြို့နယ်ငှမြင်ဆောင်ကရက်ကွက်အတွင်းမှာရှိတဲ့စီကဲနဲ့မညီညွတ်တဲ့ကန်ထရိုက်တိုက်တွေတိစောက်ခြင်းကိုကန့်ကွက်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါရယ်အဆိုပါသတင်းစာရှင်းလင်းပွဲကိုတင်ငန်းကျုံမြို့နယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်ဥဖုံမြင့်အောင်အပြင် တင်ငဲကျုံမြို့နယ်ငမင်းဆောင်ကရက်ကွက်မှာရက်ကွက်သူရက်ကွက်သားတွေလည်းတက်ရောက်ခဲ့ကြပါဗျ။ရန်ကုန်မြို့တော်စီမံသားယာရေးကော်မတီကစီကဲနဲ့မညီညွတ်တဲ့ကန်ထရိုက်တွေကိုဒဏ်ငွေကျပ်တထောင်ခန့်ရိုက်ပေးမယ်လေ။ဒဏ်ချင်းငွေပေးဆောင်ပြီးဆက်လက်ဆောက်လုပ်လျက်ရှိနေကြောင်းအထက်မြင့်တိုက်တွေဟာဆောက်လုပ်တဲ့နေရာကျင်းမြောင်းတဲ့အပြင်အနည်းဆုံး၄တက်၅ထက်ခန့်ဆောက်လုပ်ကြောင်းကန်ထရိုက်တွေဟာလည်းလိုင်စင်ရကန်ထရိုက်တွေမဟုတ်ဘဲဆက်လက်ဆောက်လုပ်နေတာကြောင့်ရက်ကွက်နေပြည်သူတွေအတွက်အန္တရာယ်ရှိရလို့၎င်းကဆက်လက်ပြောပါရယ်။ဒဏ်ငွေဆောက်လုပ်တဲ့ပတ်သက်လို့ အသင်ပေးပါတယ်။ပေးတဲ့ခါကျတော့ तू ကတော့ဒီပေါ်တော့ဒါတော့ तू ကရက်ွက်ပူစားပြီပါဘော။ तू ကတော့ဖြည့်တယ်မှာသင်္ကန်းမျိုးမျိုးတွေကတော့သူ့ကလုံးဝချော့ဆိုတော့ပြောင်းလို့ဖြည့်ရှိပါတယ်။ဒါရင်းပဲလို့လိုအပ်တဲ့အရေးကြီးကို तू လုပ်နေတယ်ဆိုတော့ဖြည့်ရတယ်။ဒီဖြည့်ရကိုကျွန်တော်ကတစ်ဆက်မျိုးတွေအဲလို့ဒီဒီကြောင်စရတီးအောက်ချိုရေးကဆောက်လို့အဆောက်အဦတာကြည့်လို့တော့ခင်ဗျားတို့ကလည်းဒီမျိုးတွေမှာအဆောက်အဦဝတ်ဆောင်ကိုလုံးဝချော့လို့ခင်ဗျားတို့ အသီးမဲ့ပြုထားတဲ့လုံပေါင်း6အောင်သူများအသီးမဲ့ပြုထားတဲ့လုံပေါင်း6အောင်ကြောင်းရှိတယ်သူများတို့ဆိုတော့ရတယ်တဲ့သူလည်းသူလည်းမယုံနိုင်အောင်ဖြစ်နေတာပေါ့နော်ဒီလိုတဲ့ခုမှဒီဘုဇောလုံပေါင်း6အောင်ကျွန်တော်တို့လက်ရှိ position ကိုဖြစ်နေတဲ့ပတ်သက်ကိုသူတို့လည်းဖြေမရှိဘူးပေါ့ဒါပေမဲ့သူတို့ရဲ့လုံပိုင်ခွင့်ကျတော့ဘာဖြစ်လို့လဲဆိုရင်သူကဒီလုံ6အောင်ပြုလို့ရှိရင်သူကတော့အဲ့ဒါကိုလာ record ယူလို့လုပ်တယ်လုပ်လို့ရှိရင်အခုဒီဆောက်တယ်ဒီဆောက်လို့ရှိရင်တက်တဲ့အတရားလုံးကိုပို့တယ်တကယ်ကြံကြံတရားဟောတာဆက်မှုဆုံးတောင်းတော့ပေါ့တကယ်ကြံတော့ပြသတဲ့အစီအစဉ်တရားဟောတာကျွန်တော်တို့ သူတောင်ပေါ်ဆုံးမှုတို့ကတရားလို့အဲ့ရတရားသူတွေကတော့သွားတွေ့ရတယ်။တရားသူတွေတော့တွေ့တဲ့ခါမှာတရားသူတွေကြတာသူကဒုံလူပေါင်း6ယောက်ကျော်ဟိုရှိရင်ပဲစီလင်သားပေးတယ်ပေးတယ်လို့ကျွန်တော်ပြောလိုက်တယ်။သူတို့ရှိမှကျွန်တော်ကမှုပေါင်း6ယောက်ရုံးတယ်သူကသူလူကလောင်းလေးပဲရုံးတယ်။သူလူကလောင်းလေးဘာကျမရည်ကျမအမှုရဲ့အများကြီးဖြစ်တယ်ဆိုရင်ကျမဟိုကထက်အတော့ထက်ကထောင်းပါလေ။အဲ့တော့စီလင်သားတင်တဲ့ဘုရားလည်းကျမလက်ခံတာမဟုတ်ဘူးကွာ။ကျမလူကတော့ကျမရဲ့အတိုင်းအတာလေးလက်ခံတယ်။နောက်ဒီဒေါင်းရလည်းကျမကိုယ်လည်းချလို့မရဘူး။အထက်ကနေပြောပေါ့နော်။ ဒီတိလာဟိုအများသူကလုပ်လို့မလုပ်ရပါဘူး။အဲ့တော့ဓာတ်ဝတ္တကောင်းဆိုတဲ့ကိစ္စလည်းဟုတ်လား။သူကဘုရားနဲ့ပြောတယ်။ဆိုတော့သူကသူ့အနေနဲ့ပေါ်တော့ဒီဒီဓာတ်ဝင်ကြောက်ပေါ့ဒီကံပက်ကြီးကဒီအကဲအကဲဖြစ်သွားအောင်ပေါ့နော်။သူကဘယ်လိုလုပ်မှာပေါ့။အဲ့တော့ခင်ဗျားတို့ကဓာတ်ဝင်ရဟိုစောက်လို့ရတော့ကံပက်ကြီးကရည်တာပေါ့လို့ဒီကောင်းဆိုတာဒီခေတ်ကလည်းတော့ဘာပြန်လာကြလို့ဖြစ်တယ်ဆိုတော့ဟိုသူကကျွန်တော်တို့ကပြောရရှင်တို့ကလည်းလူတို့တိုက်နေနေတာဘာကြောင့်ဘလာလိုမူတာဖြစ်နေရလဲပေါ့နော်။ရသီရလို့ပြန်ပြောတယ်။ ဟိုအဓိကတော့သူကတော့ဟိုဟလာဟိုသူတို့တရားမြင်စနစ်ကဟိုဟိုတစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ဒီဟိုသူလိုရမှုပဲလက်ခံတယ်လိုရမှုလည်းသူချတယ်တော့ပဲချတယ်အဲ့တော့တစ်ဖက်ကတော့ကျွန်တော်တို့ကဒီဟာနဲ့ပတ်သက်လို့အဓိကတောင်းခံရမှုမရှိဘူးမရှိတဲ့အခါကျတော့ဟလာစီလင်းသားလည်းကျွန်တော်တရားမှုပဲပေါ့ဘောလီဘောအဲ့ဘက်ရောက်သွားလို့ရှိရင်သူတို့နဲ့မဆိုင်တော့ဆက်မအဲ့တော့ပြောမယ်လို့ရှင်တော့ဟိုပေါ့နော်ဒီကိစ္စကတရားစီတရားစီစနစ်ကိုအားနေချက်ပဲ ရက်ကွက်နေပြည်သူတွေရဲ့ဆန္ဒအရစီကင်းနဲ့မညီညွတ်တဲ့ကန်ထရိုက်တိုက်ဆောက်လုပ်နေသူတွေကိုထိရောက်စွာအရေးယူပေးဖို့ဆန္ဒရှိရလို့သိရပါဗျာ။